ားလုံးပဲမင်္ဂလာပါဇိုမီမကျန်လုံကနေကြိုဆိုပါ၏ဧပြီလ14ရက်2025စစ်ကောင်စီ၏ရွေးကောက်ပွဲကော်မရှင်ထံ NLD ပါတီပြန်လည်မှတ်ပုံတင်ရန်ပါတီဝင် အချို့ကြိုးပမ်းမှုဒေါအောင်ဆန်းစုကြည်လက်မခံခဲ့ဟုစစ်ကောင်စီပြောမြို့သားဒီမိုကရေစီအဖွဲ့ချုပ်တရံဒီပါတီဝင်အချို့ကစစ်ကောင်စီ၏ရွေးကောက်ပွဲကော်မရှင်ထံပါတီပြန်လည်မှတ်ပုံတင်ရန် ပါတီဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ထံတွားရောက်ခွင့်တောင်းခဲ့တော်လဲဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ကလက်မခံခဲ့ကြောင်းသိရပါသည်ပြီးခဲ့သည့်မတ်လ28ရက်တွင်အောင်ကျေးဇေရာသတင်းဌာနကစစ်ကောင်စီ၏ပြောရေးဆိုခွင့်ရှိသူဘူကျုံစော်မင်းထွန်းကိုနေပြည်တော်၌တွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာပြည်တွင်းနေရှိအောင်ဒီပါတီဝင်အချို့ကစစ်ကောင်စီ၏ရွေးကောက်ပွဲကော်မရှင်ထံပါတီမှတ်ပုံတင်ရန်စူးစမ်းခဲ့သည့်အခြေအနေကိုပြောဆိုခဲ့ခြင်းဖြစ်သည် ဤရင်းထဲမှာမင်းတို့ဒီပါတီဝင်တွေရှိပြီးသူတို့ဒီမှပုံတင်ခြင်းပြီးဒေါအောင်ဆန်းစုကြည်ကိုတွားရောက်ခွင့်တောင်းခဲ့တော်လဲဒေါအောင်ဆန်းစုကြည်အနေနဲ့သဘောတူညီမှုမရှိကြောင်းသိရပါသည်စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကစစ်ကောင်စီ၏ရွေးကောက်ပွဲကော်မရှင်ထံပါတီပြန်လည်မှပုံတင်ရေးကြိုးပမ်းသည့်ပြည်တွင်းရှိလူတီပါတီဝင်များ၏အမည်များတွားရောက်ခွင့်တောင်းခံသည့်အချိန်ကာလတို့ကိုထုတ်ဖော်ပြောဆိုခြင်းမေးကြောင်းသိရပါသည် သို့တော်လည်းလို့ဒီဘဟုအလုတ်ကော်မတီဝင်ဖြစ်ခဲ့သူဒေါ်စန္နာမင်းက2020နှစ်နိုဝင်ဘာလတွင်စစ်ကောင်စီကခွင့်ပြု၍ဒေါ်အောင်ဆန်းစုကြည်ကိုတွားရောက်တွေ့ဆုံခဲ့ကြောင်းထို့သို့တွေ့ဆုံဆွေးပါတီအခြေအနေကိုပြောကြားခဲ့ကြောင်းသတင်းမီဒီယာအချို့ကိုဖြေကြားထားသည် ပါတီကိုစစ်ကောင်စီလက်အောက်တွင်ပြန်လည်မှတ်ပုံတင်ရင်ပြောခဲ့ကြောင်းကိုမူမီဒီယာများသို့ဖြေကြားခဲ့ခြင်းမရှိပေယခုအခါစစ်ကောင်စီပြောခွင့်ရပြောကြားချက်တွင် ပါတီဝင်အချို့ကဒေါ်အောင်ဆန်းစုကိုပါတီမှတ်ပုံတင်ရင်ပြောကြားခဲ့ကြောင်းဒေါ်အောင်ဆန်းစုကြည်ကမြည်တိမှတ်ချက်များမှပေးခဲ့ခြင်းဖြစ်ကြောင်းတရားဝင်မှတ်တမ်းထွက်ပေါ်လာခြင်းဖြစ်သည့် သို့သောနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ2021ဖေဖော်ဝါရီတရက်ကလေးကစစ်အုပ်စု၏မတရားဖမ်းဆီးမှုခံနေရဆဲဖြစ်၍ဇော်မင်းထွန်းပြောကြားချက်ကဒေါ်ဆန္ဒမင်းမီဒီယာအချို့ကိုဖြေကြားချက်ပါမီမျှမှန်သည်ကိုမသိနိုင်ပေဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လွတ်မြောက်လာပြီးပြောကြားပါမှပြည်စုံသည်ဖြစ်သည်ကိုသိရပါသည်။ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟုအလုပ်ကော်မတီကလည်း2023မတ်လ3ရက်တွင်ဗဟုအလုပ်အမှုဆောင်အဖွဲ့ဝင်ဤဖြိုမင်းသိန်းဗဟုကော်မတီဝင်များဖြစ်သည့်ဒေါ်ဆန္နာမင်းဤတို့တွင်ဦးဝေးမြင့်အောင်တို့ကိုပါတီမှထုတ်ပယ်ကြောင်းကြေညာခဲ့ပါသည် NLD ဗဟုအလုပ်ကော်မတီကအထက်ပါလေးလီကိုထုတ်ပယ်ကြောင်းကြေညာချက်တွင်ဥပဒေချိုးဖောက်အကြမ်းဖက်အာနာလုစစ်ကောင်စီသည် တုအယောင်ရွေးကောက်ပွဲတစ်ခုဖန်တီး၍ပြည်သူလူထုနှင့်ကဘာကိုလှည့်စားရန်ကြံဆောင်နေချိန်တွင်ငနုတီပါတီဝင်အချို့ကပြည်သူဆန္ဒသဘောထားကို လေးစားလိုက်နာမှုမရှိသည့်အပြင်ပါတီ၏ယက်တီချက်တို့စန့်ကျင်၍၎င်း ပါတီအမည်ကိုအလွဲသုံးစားလို့ဆောင်ရွက်၎င်းစစ်အာဏာရှင်အလိုကျလိုက်နာဆောင်ရွက်ရင်းကိုကျိုးရှာလှုပ်ဆောင်နေကြကြောင်းခိုင်လုံသည့်အထောက်အထားများရရှိထားသည်ဟု ဖော်ပြထားပါသည် လက်ရှိတွင်ဒနုဒေပါတီသည်ပါတီခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်မြည်သူကိုမျှတာဝန်ပေးထားခြင်းမရှိဘဲဒေါအောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံနိုင်ငံရေးအကျိုးသားများအားလုံးလွတ်မြောက်ရေးအတွက်တောင်းဆိုကြိုးပမ်းမှုများသာရှိကြောင်းဗဟုအလုပ်ကော်မတီနှင့်ဤဆက်သူတည်ရင်းမြစ်ကပြောခဲ့ပါသည်ပြီးခဲ့သည့် February 10ရက်တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒုတိယဗဟုကော်မတီ၏ဂျားကာလာပစမအကြိမ်စည်းဝေးအပြီးကြေညာချက်တွင် အာနာလူစစ်ကောင်စီကကျင်းပရန်ကြံစီနေသော အတုအယောင်ရွေးကောက်ပွဲသည်မြန်မာနိုင်ငံတွင်ပြည်ပခများကိုသာတိုးပွားလာစေမည်အပြင်ဒေသတွင်မတည်ငြိမ်မှုများပုံမူပေါ်ပေါက်လာစေမည်ဖြစ်သောကြောင့်မြည်သည့်နည်းနှင့်မျှအတိအမှတ်မပြုပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် အချက်အပါဝင် ဆုံးဖြတ်ချက်၉ရက်ကိုကန့်ကွက်သူမရှိအတည်ပြုချမှတ်ခဲ့ကြောင်းဖော်ပြထားပါသည်၁၆ရက်ဧပြီလ၂၀၂၅ အာနာသိန်းစစ်တပ်အောက်မှာတန်မှုမဲ့သွားခဲ့သောလူအသက်များစစ်တပ်အာနာသိန်းပြီးတဲ့နောက်ပိုင်းဗတ်ပေါင်းစုံကလူခွင့်ရေးချိုးဖောက်မှုတွေနဲ့အတူတောင်းလဲချီတဲ့အပြစ်မဲ့ပြည်သူတွေဟာ အာနာသိန်းစစ်တပ်အောက်မှာပုံစံမျိုးစုံနဲ့တည်ဆုံးခဲ့ကြောင်းသိရပါသည်၂021ခုနှစ်ဖေဖော်ဝါရီလတရနေ့မှစ၍ယနေ့2025ခုနှစ်ဧပြီလ 6ရက်နေ့အထိပြည်သူပေါင်း36 423ဦးထပ်မင်းဟာမတရားဖမ်းဆီးတပ်ဖြတ်ခြင်းခံရပြီးတဘာဝဘေးအန္တရာယ်နှင့်ကရောဂါဆိုးများကြောင့်တေဆုံးခဲ့ရပါသည်ဟုသိရပါသည်တေဆုံးသူဥယေများထဲမှသုံးပုံတပုံခန့်သောလူဥယေမှာအကျန်းဖက်စစ်တပ်ရဲ့မတရားဖမ်းဆီးတပ်ဖြတ်ခြင်းဖြစ်ပြီးအစုလိုက်ပြုံလိုက်တပ်ဖြတ်ခြင်းနဲ့နေเจ้าမှတိုက်ခိုက်ခြင်းများကြောင့်တေဆုံးခဲ့ရတာဖြစ်ဒီကိုသိရပါသည် ကယောဂါဆိုးနဲ့တဘာဝဘေးအန္တရာယ်တွေကြုံတွေ့ချိန်မှာလဲအာနာသိန်းစစ်တပ်ရဲ့ပြည်လူရှုမှုတွေစီမံခန့်ခွဲမှုညှဉ်းပြမှုတွေနဲ့ကြိုတင်ကာကွယ်မှုနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေမရရှိခဲ့တာကြောင့်မတည်ဆုံးတဲ့ပဲတည်ဆုံးမှုတွေ များပြားခဲ့ကြရပါသည်ကိုသိရပါသည်ဒီလိုအခြေအနေတွေကြားမှာပဲစစ်ကောင်စီကတော့ ်အင်းတို့အာနာတီမြဲရေးအတွက်ရွေးကောက်ပွဲကိုဥတီအားဆိုင်နေပြီးလူမှုကိုပြစ်မှတ်ထားတဲ့စီရေးဖော်ဆောင်မှုတွေဆက်လုပ်နေသလိုပြည်သူများစွာအတွက်လူသားချင်းစာနာမှုအကူအညီတွေကိုလည်းလစ်လျူရှုကန့်သက်ထိန်ချုပ်နေစေဖြစ်တည်ကိုသိရပါသည်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်